နိုင်ငံဖြတ်ကျော် online ငွေလိမ်မှုကြားဖြန့်ခွင့်ရတွေကိုတိုက်ဖြတ်နေတဲ့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေမှာပူးပေါင်းပါဝင်သွားဖို့ကတိပြုတယ်လို့ကရင်အမျိုးသားအစည်းအရုံးခရညူက November 16ရက်မနေ့ကထုတ်ပြန်ပါတယ်။အလွန်ရှုပ်ထွေးပြီးနက်နက်ရှန်ရှာအမြင့်တွေနေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်တွေကိုဖြိုခွင်းရမှာသက်ဆိုင်ရာအဖွဲ့အစည်းတွေကြောင့်ခိုင်မာတဲ့ကတိကဝတ်အားကောင်းတဲ့ခေါင်းဆောင်မှုပူးပေါင်းဆောင်ရွက်မှုတွေနဲ့သာထိရောက်အောင်မြင်နိုင်မယ်ဆိုတာယုံကြည်တယ်လို့ KNU ကဆိုပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံကအွန်လိုင်းငွေလည်မှုတိုက်ဖျက်ရေးကိစ္စနဲ့ပတ်သက်လို့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေမှာအစိုးရအချင်းချင်းဗဟိုပြုချင်းကပ်တဲ့ပုံစံကိုဆွဲကင်ထားပြီးမြန်မာစစ်တပ်နဲ့ပဲပူးပေါင်းဆောင်ရွက်နေမယ်ဆိုရင်တော့ကြားဖြတ်နှင်းနှင်းရေးကထိရောက်အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ KNU ကတတိပေးပါတယ်မြန်မာစစ်တပ်ဟာအဲ့ဒီအွန်လိုင်းငွေလည်မှုလုပ်ငန်းတွေဖြစ်ပေါ်လာရေးကိုတစ်ဖက်တစ်လမ်းကနေအားပေးနေတယ်လို့အဲ့ဒီလုပ်ငန်းတွေကနေအကျိုးအမြတ်ရရှိနေတဲ့အဖွဲဖြစ်တာကြောင့်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်ဒါပြင်မြန်မာစစ်တပ်ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနိုင်ငံတကာနဲ့အတူတိုက်ဖြတ်မယ်လို့အကြောင်းပြပြီးသူတို့ရဲ့နိုင်ငံတကာတသမန်ဆက်ဆံရေးတွေချဲ့ထွင်ဖို့သူတို့ရဲ့အုပ်ချုပ်ရေးတရားဝင်မှုအရရှိဖို့လှုံ့ဆော်မှာကို KNU ကအစိုးရရင်တယ်လို့လည်းဆိုထားပါတယ်ရှင်